မြန်မာနိုင်ငံမှာတိုင်းရင်းသားရေးနဲ့ဘာသာရေးတင်းမာမှုတွေပေါ်အထူးစိုးရိမ်မိတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်မစ္စတာဘန်ကီမွန်ကပြောဆိုလိုက်ပါတယ်ဒီအကြောင်းကိုတော့ကိုထွေးကသတင်းပေးပို့ထားပါတယ်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီကိုတင်သွင်းတဲ့ဘန်ကီမွန်ရဲ့နှစ်ပတ်လည်အစည်းအဝေးခန်းစာမှာမြန်မာဒီမိုကရေစီရဲ့ပြည်ပြင်းပြောင်းလဲမှုတွေပေါ်စိုးရိမ်ရဲ့ကျူပတ်မှုကိုချီးကျူးပြောဆိုလိုက်ပြီးမြန်ခိုင်ပြည်နယ်အခြေအနေတွေကတော့စိုးရိမ်ရတယ်လို့ဘန်ကီမွန်ကပြောပါတယ် ်လက်ခံပြီးနေမှာမတူညီတဲ့လူမျိုးစုတွေကြဘန်သာရေးဒီကုံဖြစ်ပွားခဲ့တယ်လို့ဒုက္ခသည်စခန်းကအခြေအနေတွေကဆိုပါနေတယ်လို့သူကဆိုပါရဲအကြမ်းဖက်မှုတွေကိုကျူးလွန်တဲ့သူတွေပေါ်ရေးယူဆောင်ရွက်ဖို့မြို့မအစိုးရကထပ်ခါတလဲလဲခိုင်ခိုင်မာမာပြောဆိုနေပေမဲ့အောက်ခြေမှာတော့လုံလုံလောက်လောက်ဆောင်ရွက်ပေးတာမရှိဘူးလို့ဘန်ကီမွန်ကပြောပါရယ်အခိုင်ပြင်းတဲ့အခြေအနေတွေကစိုးရိမ်ပူပန်မှုတွေကိုဆက်လက်ဖြစ်ပေါ်နေသလိုနိုင်ငံတကာနဲ့ဒေသတွင်းကိုသတိပေးနေပြီးမြို့မခေါင်းဆောင်တွေရဲ့ကန့်ကွက်မှုတွေကအခြေအနေကိုမတိုးတက်စေဘူးလို့သူကပြောပါရယ် 2012ခုနှစ်ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အထိကျုံးတွေကြောင့်မွတ်စလင်အများစုပါဝင်ဒုက္ခသည်3400နီးပါးအိုအိမ်တွေဆုံးခွာပြီးနေရာပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါပြင်ဒေါ်ဆန်းစုကြည်ကိုတမ်မရဖြစ်ရွေးချယ်မခံနိုင်အောင်တားမြစ်ထားတဲ့အတွက်2015ခုနှစ်ရွေးကောက်ပွဲအတွက်စူးရင်ပူပန်မိတယ်လို့လဲဘန်ကီမွန်ရဲ့အစီရင်ခံစာမှာဖော်ပြပါရယ်ဒါပေမဲ့အရင်3နှစ်တာကာလအတွင်းတမ်မရဦးသိန်းစိန်ဆိုးရရဲ့ဒီမိုကရေစီရေးအမျိုးသားပြည်လဲတင်းမြဲရေးနဲ့စီးပွားရေးတိုးတက်မှုတွေပေါ်ပြီးတော့သူကချီးကျူးပြောဆိုလိုက်ပါရယ်လာမယ့်သတင်းပတ်တွေမှာကမ္ဘာနိုင်ငံတွေရဲ့အလူခွင့်ရေးတွေကိုအထူးလေးပေးဆောင်နေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီကဘန်ကီမွန်ရဲ့မဟာနိုင်ငံဆိုင်ရာလူခွင့်ရေးအခြေအနေစီးရင်ခံစာကိုဆွေးနွေးမှာဖြစ်ပါရယ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝနမောင်လင်းကတော့မြန်မာလူခွင့်ရေးအခြေအနေတွေကတိုးတက်လာပြီဖြစ်တဲ့အတွက်လူခွင့်ရေးကောင်စီနဲ့တတိယကော်မတီမှမဆွေးနွေးဖို့မသင့်တော်ဘူးလို့ပြီးခဲ့တဲ့ရက်ပိုင်းကပဲကုလသမဂ္ဂထူထူညီလာခံမိန့်ခွန်းမှပြောဆိုခဲ့ပါတယ်ခင်ဗျာ